ကားသံကိုသီးခံနိုင်ခြင်းနဲ့ဆိုရင်အဲ့ဒီစကားသံရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်အရင်လုပ်ရမယ်။အဲ့ဒီစကားသံနဲ့ပတ်သက်ပြီးတော့ဥစဉ်၃ချက်လောက်အမှန်တရားကိုစဉ်းစားဖို့စဉ်းစားနေလေဥစဉ်တွေးမိတာကိုပြောခြင်း။နံပါတ်၁ကိုယ်အကြောင်းမကောင်းပြောတဲ့အတန်ကြားပြီးဆိုကြပါစို့။နော်။အဲ့ဒီစကားသံကြားပြီးဆိုလို့ရှိရင်ညာသောအဖြစ်ကိုယ်အကြောင်းမကောင်းပြောတယ်ဆိုတာကိုယ့်ရှေ့လာပြီးတော့တဲ့တဲ့လက်ညှိုးထိုးပြီးတော့ပြောတာအလွန်အလွန်မှရှားပါတယ်။ညာသောအဖြစ်ကိုယ်အကြောင်းပြောတယ်ဆိုရင်ဘယ်မှာပြောကြတာများတော့ ကိုယ်ရမှာပြောရတာနော်ဟုတ်တယ်မဟုတ်လားကိုယ်ရပြောတဲ့စကားဘာမှမလေးနဲ့ဘူးစဉ်းစားကိုယ်လည်းပဲသူများအကြောင်းမကောင်းတာတွေကိုသူအဲ့ဒီလူကိုယ်ရမှာကိုယ်ရောမပြောဘူးလားဟောစဉ်းစားကြည့်နော်သူလည်းပြောတာပဲကိုယ်လည်းပြောတာပဲဘာမှမထူဘူးကိုယ်ပြောတုန်းကတော့မင်းရင်ရှိအေးပြောပြီးတော့ကိုယ်ပြောခါမှာမျက်နှာတွေပြက်နေတယ်ဆိုတာဒါတဘာဘာမကြောက်ဟုတ်တယ်မဟုတ်လားပြီးတော့ဒီကိစ္စကအထူးဆန်းလည်းမဟုတ်ဘူးတိတ်လေးနဲ့တာလည်းမရှိဘူးကိုယ်ရကတော့ပြောကျင်တာပြောကြတာပဲဒါအမှန်တရားပဲဟုတ်လား အဲ့တော့ကိုရာပြောတဲ့စကားကိုနားထဲကိုဘယ်လိုလုပ်ရောက်လာလဲအဲ့ဒီအချက်လေးကိုလည်းစဉ်းစားသေးခြင်းသေးတယ်ကိုနဲ့အဝေးကြီးနေရာမှာပြောတချို့ဆိုဟိုမြို့မှာပြောနေတာကိုနားထဲဘယ်လိုလုပ်ရောက်လာလဲတေလာတဲ့လူရှိလို့ပေါ့ဟုတ်တယ်မဟုတ်လားစဉ်းစားနော်အဲ့ဒီတေလာတဲ့လူကအဲ့ဒါမီးတေလာတာပဲအဲ့ဒီလူကအဲအဲ့ဒီလူနံပါတ်1တရခံလို့နားလဲဖို့လို့ရတယ်နော်ညီကိုဘယ်သူကဘယ်လိုပြောနေတာအင်းအဲ့ဒီလူကိုသတိထားပြောတဲ့လူကမသေးကြသေးဘူးဘယ်သူကဘယ်လိုပြောနေတာတကယ်ပြောချင်မှလည်းပြောမှာအဲ့ဥစ္စာတကယ်ပြောခဲ့တဲ့ဆိုရင်တော့မှ तू တင်မလာဘူးဆိုရင် ဦးဇင်းတို့နားတွေကိုရောက်လာကြအကြောင်းမရှိအဲ့တော့အပြစ်ပြောတဲ့လူနဲ့အဲ့ဒီစကားတဲလာတဲ့လူဘယ်သူကပူပြီးတော့ကိုယ့်အတွက်ဒုက္ခကိုယူလာတဲ့လူလို့ပြောမလဲတဲလာတဲ့လူနော်ဒါမဲ့ကျွတ်တို့ကသူ့ကိုယဉ်သူလို့မြင်နိုင်မှုနော်ရည်လူချမ်းဦးနဲ့ဗာနဲ့အဲ့ခဏလေးတောင်ရှိသေးတယ်ဟုတ်လားနားထောင်ကျင်လုံးလို့ကိုယ့်အကြောင်းပြောတာပေါ့နော်ဟုတ်လားအဲ့တော့ပြောချင်တာကဘာတော့နံပါတ်၁စကားသံတွေဆိုတာနော်ကိုယ်လည်းပြောတာပဲသူလည်းပြောတာပဲဒါဘာမှဆန်းကျင်တဲ့ကိစ္စမဟုတ်ဘူးလို့နားလည်မှုအခြေခံရှိရမယ် ်ပုံကြီးချက်တဲ့ကိစ္စတခုမဟုတ်ဘူးလို့နားလည်ရမယ်မဟုတ်လားနောက်နံပါတ်2ဒီစကားတန်တွေဟာကိုယ့်အပေါ်မှာဘာမှသိပ်ပြီးတော့အကျိုးသက်ရောက်မှုမရှိဘူးဆိုတာကိုနားလည်ရမယ်နောက်ဆိုရပါစို့ तू ကကိုယ်ကိုမကောင်းဘူးလို့ပြောလို့လည်းပဲကိုယ်ကပင်ကိုယ်ကကောင်းနေမယ်ဆိုရင်မကောင်းတဲ့လူတယောက်ဖြစ်သွားသလားဖြစ်မသွားဘူး तू ကကိုယ်ကိုကောင်းတယ်လို့ချီးမွမ်းလည်းပဲကိုယ်ကသာတကယ်လို့ပင်ကိုယ်ကမကောင်းဘူးဆိုရင်ကောင်းတဲ့လူတယောက်ဖြစ်သွားသလားတို့သူကောင်းတယ်ပဲပြောပြောမကောင်းဘူးပြောပြောကိုကတော့ဒီတိုင်းဒီတိုင်းပဲဟုတ်တယ်မဟုတ်လား ဲ့လို့ဆိုရင်သူ့ရဲ့သလားတန်ကကိုယ့်ပေါ်မှာဘာအကျိုးတရားမှုရှိတယ်လို့ပြောနိုင်လဲအာမရှိဘူးဘာမှအရာမရောက်ဘူးအရေးမပါဘူးပြောရရင်ချင်းကြိုက်တဲ့လောက်တောင်မနာဘူးနော်ချင်းကြိုက်တာတကယ်နာတယ်နော်သူကကိုယ်ကိုမကောင်းဘူးလို့ပြောတာတကယ်တမ်းနာကျင်မှုရှိသလားသို့တော့အဲ့ဒီကိစ္စကိုပဲတချို့ကဘယ်လိုပြောတော့ငါအသေးလှန်နေထုခါရတဲ့တောင်နာသေးတယ်ဘလို့များနာသွားလဲမသိဘူးစဉ်းစားကြည့်ပါဦးစဉ်းစားတယ်ကောင်းတယ်နော်ဒီကိစ္စတွေကဟုတ်လား သူစကားကကိုယ့်ပေါ်မှာဘာကျိုးတဲ့ရောက်မှမရှိဘူးဆိုတဲ့အမှန်တရားကိုသိရင်လည်းသိခနိုင်မယ်ပေါ့နော်။နောက်တစ်ချက်က "तू ကကိုယ့်ကိုမကောင်းဘူးလို့ပြောလို့ကိုယ်စိတ်တူနေပြီဆိုရင်ကိုယ်စိတ်တူနေတဲ့အချိန်မှာအဲ့ဒီပြောနေတဲ့စကားတန်တွေပြောနေတဲ့လူရဲ့စိတ်နေစိတ်ထားတွေအဲ့ဒီအချိန်မှာတကယ်တမ်းကမရှိတော့ဘူး။စဉ်းစားကြည့်နော်။ကိုယ်စိတ်တူတဲ့ကိစ္စကြီးမရှိတော့မှကိုယ်ကဆက်ပြီးတော့စိတ်တူနေတာ။အဲ့ဒီ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 အနေစာသဘောလေးကိုမြင်အောင်ကြည့်ကြည့်လိုက်။ ကိုကမရှိတော့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်တူနေတာဆိုတာကိုမြင်အောင်ကြည့်ကြည့်လိုက်ဟုတ်လားသီခံဖို့ပို့ပြီးတော့လွယ်ကူဖို့ဒါလေးတွေတွေးမိတာကိုပြောပြတာဟုတ်လားဒါကြောင့်နံပါတ်1စကားတန်ဆိုတာသူလည်းပြောကိုလည်းပြောဘာမှစမ်းကြတဲ့ကိစ္စမဟုတ်ဘူးလို့တွေးရမယ်အလေးနဲ့မထားသင့်ဘူးပုံကြီးမချဲ့သင့်ဘူးနံပါတ်2ဘာမှအရေးပါ အရာမရောက်ဘူးလို့သဘောပေါက်ရမယ်နံပါတ်3ဖြစ်ပြီးရင်မရှိတော့တဲ့သဘောငါစိတ်တူနေတဲ့အချိန်မှာအဲ့ဒီကိစ္စကပြီးသွားပြီရှိကိုမရှိတော့ဘူးလို့နားလဲရမယ်ဟုတ်လား ဒါဆိုရင်တကားတန်နဲ့ပတ်သက်ပြီးတော့တိခံဖို့လွယ်မသွားပေဘူးလားလွယ်သွားနိုင်တယ်။တိခံရမယ့်ချက်၄ချက်ရှိသွားပြီနော်။နောက်နံပါတ်၅နောက်ဆုံးတိခံရမယ့်ချက်ကြတော့ဘာပြောတော့။ဥပ္ပန္နနံတရိဋိကနံဝေဒနာနံတိဗ္ဗာနံခရဏံကတုကနံအတ္တတနံအမနာပါနံပါဏဟရနံအဓိဝါဒကဇာတိကိုဟောတိ။ဒီခန္ဓာကိုယ်ကြီးကတစ်ချိန်မှာဖြစ်ပေါ်လာမယ့်ယောဂါဇိုးတွေကြောင့်ခံရခက်တဲ့ပူလောင်ပြင်းထန်တဲ့ဒုက္ခဝေဒနာတွေကိုအဲ့ဒါတိခံနိုင်အောင်ကြိုးစားရမယ်။ ပါဏဟရဏအသက်ကိုတောင်နှုတ်ယူသွားနိုင်လောက်အောင်ကြံထန်ခက်ထန်တဲ့ယောဂဝိရဏဆိုးတွေကိုအဓိဝါတကဇာတိကိုဟောတိသိခနိုင်တဲ့စွမ်းရှိရမေးတယ်ဟောစဉ်းစားနော်ဒီကိစ္စတော့လေးနဲ့သွားပြီဟုတ်လားတစ်ချိန်မှာကိုယ်အလွန်ချစ်မြတ်နိုးတဲ့ဒီခန္ဓာကိုယ်ကြီးရပဲကိုယ်အလွန်ယွန်ရှာဆက်ဆုပ်တဲ့မကြိုက်တဲ့မုန်းတဲ့ဒုက္ခဝိရဏတွေကိုပေးမှာနော်အဲ့ဒီချိန်မှာဦးဇင်းတို့ဘုဇုကိုပြစ်တင်မလို့စဉ်းစားပါဦးတတလုံးအစဉ်မပြေမှုတွေကြုံလာတဲ့သူများကိုကြီးအပြစ်တင်နေတဲ့အလေအကျင့်ကအဲ့ဒီချိန်မှာနော်ဘယ်လိုလုပ်မလို့ သူများပြစ်တင်စရာလိုလည်းမရှိဘူးလေစိတ်ကထွက်ပေါက်ထွက်ပေါက်မရှိတဲ့တွေ့ရပိုးပြီးတော့တောင်းခံရခက်စရာအကြောင်းရှိတယ်ဟုတ်လားဒါကြောင့်တစ်ချိန်မှာတွေ့ရကြုံရမယ်ဒီဒုက္ခတွေဒီဆင်းရဲတွေကိုဦးဇင်းတို့နားလည်ပြီးတော့အဲ့ဒါတွေနဲ့တွေ့လာရင်ငါဘလို့ချင်းဆိုင်မလဲဆိုတာကိုစောစည်းတရားဆိုကြိုးပြီးတော့တွေးထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားတော့ဘာလို့နိုင်ဖို့တိုက်တွန်းထားတော့ဒီခံနိုင်ဖို့တိုက်တွန်းထားတယ်အကယ်၍စိတ်တို့မဲ့ဆိုရင်လည်းပဲကိုကိုကိုမေးခွန်းထုတ်ပေါ့မင်းအလွန်လိုချင်လို့ရခြင်းလွန်းလို့ရခဲ့တဲ့ခန္ဓာကိုယ်ကြီးက မင်းကိုဒုက္ခပေးနေတာနောက်ထပ်ဒီလိုဒုက္ခပေးမဲ့ခန္ဓာကိုယ်ကြီးမျိုးကိုမင်းလိုချင်တဲ့စိတ်ရချင်တဲ့စိတ်မျိုးရှိတဲ့နေသလားဆိုတာအဲ့ဒီအချိန်မှာမေကွန်ထုတ်နိုင်ရင်တော်တော်တန်ဖို့ရှိမယ်။သဘောပေါက်ရလားဦးဇင်းပြောတာ哦။တိခါရမယ်အချက်တွေဘယ်နှချက်တောင်ပြောသွားတော့ငါးချက်နော်အပူအေးကိုတိခါရမယ်ဆလောင်မှုသိမှုကိုတိခါရမယ်နော်လေပူတာနေပူတာလေတိုက်တာပိုးကောင်မွားကောင်လေးတွေနဲ့တွေ့ကြုံတာကိုတိခါရမယ်ပဝန်းကျင်ကကိုယ့်အကြောင်းမကောင်းပြောကြတဲ့အတန်တွေကိုတိခါရမယ် တစ်ချိန်မှာကုခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာမဲ့ဒုက္ခဝေဒနာတွေယောဂါဇိုးတွေကိုသိခံရမယ်ခန္ဓာကိုယ်ကြီးကသွားနေတာเนาะပျက်စီးမဲ့ဘက်ကိုသွားနေတာအပြက်ကြီးမပြက်ခင်မှာအပြက်လေးတွေပြက်မှာအပြက်လေးတွေပြက်လာရင်အခါရခက်တဲ့เนาะပူလောင်တဲ့အော်ဟစ်နေရမယ်ညင်းညူနေရမယ်ထိเนาะပြင်းထန်တဲ့ဝေဒနာတွေလည်းမဖြစ်ဘူးလို့မဆိုနိုင်ဘူးเนาะဟုတ်လားအဲ့လိုတွေးရကြုံရမယ်အနေထားတွေကိုတွေးပြီးတော့သိခံခြင်းတရားကိုငါကြိုတင်ပြီးတော့လေ့ကျင့်ထားမှရမယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဟုတ်လားခုဦးဇင်းတို့ တော့နေ့စဉ်စိတ်တူနေတဲ့ကိစ္စလေးတွေရှိတယ်လူတိုင်းလူတိုင်းမှာရှိပါတယ်ဟုတ်လားစိတ်တူနေတာလေးတွေမရှိဘူးလားတည့်ရမှာဒေါသမဖြစ်တဲ့နေ့လို့ရှိသလားအကျဉ်းကြီးများတာနဲ့နဲတာပဲကွာမယ်နော်အဲ့လိုစိတ်တူတိုင်းဒေါသဖြစ်တိုင်းဦးစင်ကတခုစဉ်းစားနေနေတယ်အခုငါစိတ်တူနေတဲ့ကိစ္စကတကယ်တမ်းကဘလောက်ကြီးကျယ်တယ်လဲဘလောက်အရေးပါတယ်လဲနောက်တစ်ချိန်မှာဒီခန္ဓာကိုယ်ကြီးကခုနပြောသလိုအဆင်မပြေမှုတွေဖြစ်လို့ယောဂါတွေဝိရဏဖြစ်လို့ပျက်စီးအံ့စေတဲ့အနေအထားမျိုးနဲ့နှိုင်းစာမယ်ဆိုရင် ခုကိုစိတ်တူနေတဲ့ကိစ္စကြီးကဘယ်လောက်ပြောလောက်သလဲအမှန်ပြောလောက်ဘူးနော်အသေးအမွှားလေးပဲအဲ့ဒါကွာအသေးအမွှားလေးကိုတောင်ငါဒေါသနဲ့တုံ့ပြန်နေတယ်ဆိုရင်အလွန်ကြီးကျယ်တဲ့ခက်ခဲတဲ့ကိစ္စကြီးနဲ့တွေ့ရင်ငါတော့တေချာပေါက်ရှုံးတော့မှာပဲလို့တွေးမိဖို့မလိုဘူးလားအုံးတန်လေးနဲ့ရိုက်တာတောင်နာတတ်နေတယ်ဆိုရင်နော်ကြိမ်လုံးရေဆွတ်ပြီးတော့ရိုက်မယ်ဆိုရင်ဘယ်လိုနေမှာတော့စဉ်းစားကြည့်နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်တော်ကောင်းတို့နော်နေ့စဉ်တွေ့ကြုံနေရတဲ့အဆင်မပြေမှုလေးတွေကို အော်တချိန်မှာဓာတ်ထက်ကြီးမားတဲ့တော့ဒုက္ခတွေနဲ့တွေ့ရင်တောင်ငါသ í ခံနိုင်ဖို့လိုသေးတာဒါလေးကိုတော့အေးအေးဆေးဆေးဖြတ်တန်းသွားမယ်ဆိုတဲ့စိတ်မျိုးမွေးရမယ်။နော်ရွှေချင်းစလို့ဘုရားကြီးပြောတဲ့စကားတခုအစဉ်အလွန်သဘောကျတာရှိတယ်။တောထဲမှာကြားကိုလိုက်လို့ပြေးနေရတဲ့လူတယောက်ကိုစားမလို့ကြားလိုက်တယ်။အသက်လူပြီးတော့ပြေးနေရတဲ့လူတယောက်ခွေးဟောင်တာကိုရက်ပြီးတော့ကြည်တဲ့သလားတဲ့။ကြည်တဲ့မို့နော်။ဘာလို့လဲတော့ အဲ့ဒီခွေးဟောင်းတာဘာမှကို့အတွက်ရင်းရင်ပါဘူးဘုံဆိုအဲ့ဒါတဲ့အစာပေါင်းများစွာကြီးမားတဲ့အန်တရကကို့နောက်ကဘာဖြစ်နေတော့လိုက်နေတယ်ဆလိုကြီးပြောခဲ့တဲ့စကားတမိုးဖြတ်လို့မရဘူးဟုတ်လားရှားလိုက်လို့ပြေးနေရတဲ့လူဟာခွေးဟောင်းတာကိုရက်မကြည့်တဲ့မူလို့ပြောတယ်ဟုတ်လားအဲ့တော့လောကဒဏ်အသေးမွားလေးတွေတွေ့တာကိုထားလိုက်ပါဘာမှတိတ်ပြီးတော့အရေးမပါပါဘူးဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတတော်အောင်တို့တိတိမောမောအဆင်မပြေမှုလေးတွေလောက်ကိုထည့်ပြီးတော့တွတ်မနေနဲ့ထားခဲ့လိုက်နော်ကို့မှာအရေးပါတဲ့မြင့်မြတ်တဲ့အလုပ်တွေလုပ်ဖို့ရှိနေသေးတယ် ဒါကိုလည်းဦးဇင်းတို့ကနားလည်ဖို့လိုတယ်ဟုတ်လားတိခဏ်ချင်းတရားဖြစ်အောင်ကြိုးစားတဲ့နေရာမှာဘက်စုံတောင်းစုံကတွေးတတ်ဖို့လိုတယ်။အော်အဲ့ဒီအရေးမပါတာတွေကိုထင်စားနေရငါအချိန်ကုန်တယ်အချိန်ဆိုတာဘဝပဲဟုတ်လားအဲ့တော့ငါဓာတ်တက်ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်အချိန်ပေးရမယ်ဆိုတဲ့အတွေးနဲ့လည်းပဲအရာရာကိုနော်နားလည်မှုနဲ့ဖြတ်တန်းသွားနိုင်ဖို့မလိုဘူးလားလိုတယ်။တိခဏ်နိုင်ရင်တိခဏ်နဲ့တော့အရေးသေးရှိမယ်တန်ဖိုးရှိမယ်လို့ပြောတာနော်။ဒါလည်းချက်ရှိသွားပြီတော့အကျံမြင်အင်္ဂါရကြီး၄ချက်ထဲက၃ချက်ရှိသွားပြီနော်။ ီကနေ့တရားကဏ္ဍနေရာများတယ်နော်အတိတ်ကောက်ပြီးတော့ခြေလဲထိုးမနေကြနဲ့ဟုတ်လားอืมဒီခြေရလဲဘယ်တော့မှပပပြောက်မယ်မသိပါဘူးဟုတ်လားအင်္ဂါရ၄ချက်ထဲကဘယ်နှချက်ပြီးသွားပြီတော့၃ချက်ရှိသွားပြီနော်သောတာသမြတ်စွာဘုရားစကားတော်ကိုနားထောင်ရမယ်ဟန္တာသအကုသိုလ်ဒီဟုသောယံသူကိုတပ်ဖြတ်ချိန်မုံနိုင်ရမယ်ခန္ဓာသအစင်မပြေမှုမျိုးစုံကိုဒေါသနဲ့မတုံ့ပြန်မဲနဲ့တိခတ်မှုနဲ့ကြည်ကြည်လဲလဲဖြတ်တန်းနိုင်ရမယ် နောက်ဆုံးနံပါတ်၄အင်္ဂါရက်ကိုသွားမယ်နော်။ဘယင်းရဲ့ဆင်းရဲဒနာမှာရှိရမယ့်နံပါတ်၄အင်္ဂါရက်ကဘာလဲတော့မရောက်ဖူးသေးတဲ့ရက်တွေတပင်ဖြစ်တော်လည်းပဲဆင်းဥလိကဒီနေရာကိုသွားလို့ပြောလိုက်ရင်သွားလာရတဲ့တတိ။အဲ့လိုပဲတဲ့တံမိုးရှိတဲ့ရန်တဘာတံမိုးရှိတဲ့လူသားတယောက်ဖြစ်ချင်တဲ့ဆိုရင်မရောက်ဖူးသေးတဲ့ရက်တွေတကိုသွားရမယ်။သွားရလာရရှိရမယ်တဲ့။